ထမိန်တန်းဝေရေ ဖုံးကန်နေနိုင်လားမိင်္ဂလာပါဓမ္မမိတ်ဆွေတို့ရေဓမ္မ PKK channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ရေဓမ္မဆိုင်ရာစီစဉ်လေးမှာဆိုရင်ထမိန်တန်းဝေရေဖုံးကန်နေနိုင်လားဆိုတဲ့အကြောင်းအရာလေးကိုအတိတုဒ္ဒမျှဝေပေးတော့မှာဖြစ်ပါတယ်ရှင်ထမိန်တန်းဝေရေဖုံးကန်နေနိုင်နေဆိုတဲ့အယူအဆကအခုမှမဟုတ်ပါဘူး ရှေးဘရင်တွေလက်ထက်ကလေးကရှိခဲ့ပါတယ်။ဒါဟာလေဇက်ကြောင်းရာဇဝင်တစ်ခုနဲ့ပါ။ဘရင်တွေစစ်တိုက်ကြတဲ့အခါမှာဖုံးကံမြင့်လွန်းတဲ့စစ်သည်တော်တွေကိုတွန်းလှန်တိုက်ထုတ်ဖို့မရှင်းသာတဲ့အတွက် ထမိန်တန်းတွေစင်နာတက်ကြသလိုထမိန်ဒုတ်တွေနဲ့လည်းပောက်တက်ကြပါတယ်။ဒီလိုနဲ့စစ်သည်တော်တွေဖုံးနှိမ်သွားကြရင်ဘာမှမစွမ်းသာတော့တဲ့အတွက် တစ်ဖက်ကအနိုင်ယူသွားနိုင်တယ်လို့ရာဇဝင်တွင်ခဲ့ကြပါတယ်။ဒီယူဆဟာမှန်ကန်သည်မမှန်ကန်သည်ထက်ဒီကနေ့သိပ္ပံခင်မာတော်စွဲကြံရင့်နေစေဖြစ်တဲ့အယူဆတစ်ခုလည်းဖြစ်ပါတယ်။ဒါကိုလက်ခံသည် မခံသည်ထက်ဘလို့သဘောတရားရှိပြီးဘလို့စင်ကြင်သိလဲဆိုတာကိုကျေးဇူးတော်ရှင်ပမောက္ခဆရာတော်ကြီးကလမ်းညွှန်ဟောကြားထားပေးတာရှိပါတယ်။ တန်မှုရှိလာတဲ့ဆရာတော်ကြီးရဲ့ဖြေးချချက်ကို တူတူလေးလာမှတ်သားကြည့်ကြရအောင်ရှင်။အမျိုးသမီးများရဲ့ထမိန်တန်းအောက်ကိုဝင်မိရင်ဖုံးနှိမ်နိုင်ပါသလားဖေ။နှိမ်နေထင်ရင်နှိမ်ပါတယ်။မနှိမ်ဘူးထင်ရင်မနှိမ်ပါဘူး။ဘာကြောင့်လဲဆိုတော့ထမိန်ကြောင့်နှိမ်တာမဟုတ်ဘဲထင်းဆိုတဲ့ဥပါဒံကြောင့်သာနှိမ်သွားတယ်လို့ထင်တာပါ။ ထမိန်လိုနူးညံ့တဲ့ပိတ်ဆတစ်ခုဟာတင့်ကိုဘလို့များဒုက္ခရောက်စေမလဲ။ဒါဆိုအရှင်ဖုရားအနေနဲ့ဝင်ခဲ့မိရင်ရောနေမလား။အတိတ်ပဲမဲ့ထမိန်တန်းကိုဝင်ဖို့တော့စိတ်ကူးမရှိဘူး။လိုအပ်ခဲ့လို့ဝင်ရပြီဆိုလဲဖုံးနေတယ်လို့မယူဆပါဘူး။ယဟန်တပါးရဲ့အစွမ်းအစာဖြစ်တဲ့သီလတမာတိပညာဟာဒီထမိန်တန်းကြောင့်ကြာစင်းစရာ မရှိပါဘူး။ တပည့်တော်ကြားမှုတာက မိမဟာ ဖုံးကန်နေတဲ့အတွက်မိမအောက်ပိုင်းဝတ်တဲ့အဝေးစားအောက်ဝေးရင်ဖုံးနေတယ်လို့ကြားမှုပါတယ်ဗျာဖုံးဆိုတာကို ရှင်းမှရတော့မယ်တကားဖုံးဆိုတာအကျိုးသဘောတရားပါအစွမ်းအစလည်းဖြစ်တယ်အာသာချက်လည်းဖြစ်တယ်တကားအကျိုးသဘောတရားပေါ့ဒါဟာ အကြောင်းတရားလှုပ်ဆောင်ချက်ကိုမူတည်ပြီး အကျိုးတရားဖုံးကံရင်လို့ဖြစ်လာတယ်။အလေးမှခြင်းအကြောင်းဟာတန်မာခြင်းအကျိုးကိုရမယ်။တန်မာခြင်းဟာ ဖုံးမယ်။ဖော်ရွေပြူငါခြင်းအကြောင်းဟာလူချစ်လူခင်များခြင်းအကျိုးကိုရမယ်။ဒီလူချစ်လူခင်များခြင်းဟာဖုံးမယ်။ထမိန်တန်းကိုဝေခြင်းအကြောင်းကြောင့်ဘယ်အကျိုးများထိခိုက်စေသလဲ။တကတွေးကြည့်ပါ။ ရက်ကြာကြာဝတ်ပြီးမလျှော်မလန်းထားတဲ့ထမိန်ဆိုရင်တော့အနတ်အသက်ဆိုးလာတဲ့ဝေဒနာကိုရကြင်ရမှာပေါ့ဖုံဖုံခုနာကပြောတယ်နေနေထင်းရင်နေနေစို့ဒါဟာထမိန်နှံအဝင်ချင်းကြောင့်နေတာမဟုတ်ဘူးနေနေလို့ထင်ပြီးတဲ့ဥပဒဏ်အကြောင်းကြောင့်ပဲစိတ်မသက်မသာခံစားရတယ်မဟုတ်လားဒါတက်တောက်တက်တာစိတ်ပြည့်စင်သွားခြင်းပေါ့ စိတ်တက်တောင့်တက်တာဖြစ်တာမကောင်းဘူးလားဒါဟာဆရာတော်ဖျားကြီးရဲ့တိတ်မက်ဖွယ်ရာ ဖြည့်ချမ်းချက်တွေဖြစ်ပါတယ်လူသားတွေဟာ များသောအားဖြင့်မွေးဖွားလာစဉ်ကတည်းကအမျိုးသမီးတွေရဲ့အောက်ပိုင်းခန္ဓာကနေအပြည့်လောကစီကိုရောက်ဖို့ထွက်ခဲ့ကြရတာဟာအမှန်တရားတစ်ခုပါပဲဒါကြောင့်နူးညံ့တဲ့ပိဿသားသားလောက်လေးဟာဘလို့စိုးကျိုးတရားတွေကိုဖန်တီးပေးစေနိုင်မှာမလဲ။ ဖြစ်ပေါ်လာစေနိုင်မှာမလဲအချင်းချုပ်မျှဝေပေးရမယ်ဆိုရင်ဆရာတော်ကြီးဟောကြားထားသလိုနေနေလို့ယူဆရင်နေပါတယ်နေနေလို့မယူဆရင်တော့မနေပါဘူးအရာရာကိုစိတ်ကစွမ်းဆောင်တာဖြစ်လို့သိစိတ်ပေါ်မှာပဲမူတည်ပါတယ်လို့ဓမ္မအတိတုဒ္ဒတခုကို မျှဝေပေးလိုက်ပြန်စီလာရှင်အကျိုးရှိစွာချင်းချင်းတွေးခေါ်နိုင်ပြီး ဓမ္မအတိတုဒ္ဒတွေကိုတိုးဝါးကြစေဖို့အတွက်ဓမ္မ PKK Channel ကိုဆက်လက်စောင့်ကြည့်ပေးကြပါဦးလို့အကြံပြုတင်ဆက်ရင်းဒီစီစဉ်လေးကိုအဆုံးသတ်လိုက်ပါရစေလားရှင်။